အသင်ကိုရဲတိုင်ကြားချက်အရဖန်စီထိမ့်သိမ်းခံခဲ့ရပြီးတဲ့နောက်ပြည်ဦးလင်ရဲစခန်းကိုပို့ဆောင်ခြင်းခံရမဲ့ဆယ်လီတမီစုတမတို့ကဘယင်းလုံးနေရတာတို့ခင်တော့အခုခင်စစ်တက်လို့မဟုတ်ဘူးငါရောက်တာလို့နေရတယ်စစ်တက်ခက်အခုမှကအော်ခွေးပြဝပြပြေးနေရတာအခုမှနော်ယူနီဖောင်းမှမဝင်ရဲပဲနဲ့ခေါင်းမှမဖော်ရဲပဲနဲ့လမ်းလျှောက်နေရတဲ့ဘဝကြီးဖြစ်ကုန်တာငါရောက်ကြခင်တော့ငါရောက်ကြခင်တော့ယူနီဖောင်းဝတ်ပြီးကောင်းအောင်နေလို့ရတယ်ကားနဲ့ကိုမိခပီတာချင်းမွေးစင်နေစားရတဲ့ဘဝကြီးငါရောက်ကြငါ့ကိုချင်းလုံးလို့အဲ့ဒီခါကြီးအားလုံးစုံပြီးတော့ငါ့နောက်ကိုလိုက်လာပြီးတော့ တားတဲ့မယားနဲ့ကိုရိုးရိုးတားတားနဲ့လောက်ကైရှာဖွေကျွေးမွေးပြီးတော့မိသားစုဘွားရောမှာပျော်ပျော်ရွှင်ရွှင်တိစောင်းနေတာ မင်္ဂလာပါပရိသတ်ကြီးရှင်လူမှုကွန်ရက်စာမျက်နှာပေါ်မှာနိုင်ငံတော်ကောင်းဆောင်ပိုင်းတွေနဲ့တမတော်အရာရှိပိုင်းတွေအပါအဝင်တနိုင်ငံလုံးရှိဆယ်လီတော်တော်များများကိုလိုင်းပေါ်ကနေအချိန်ပြေးတိုက်ခိုက်ပြောကြားနေခဲ့တဲ့အမေရိကန်နိုင်ငံသူသမီးဆိုခေါ်တက်ကိုကိုအောင်ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်မှာဖမ်းဆီးခဲ့ပြီးပြည်ဦးလင်ရဲတပ်ဖွဲ့စခန်းသို့ပို့ဆောင်သွားမှဖြစ်ကြောင်းသမီးဆိုရဲ့မိတ်ဆွေဖြစ်သူတွေပြောကြားချက်အရသိရှိရပါတယ် ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့အော်တိုဘာလ12ရက်နေ့နနက်9:30နာရီ30မိနစ်အချိန်အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းခရီးစဉ်အမှတ် 8M335 ဖြင့်ရန်ကုန်လေဆိပ်မှထိုင်းနိုင်ငံသူဝနဘူမိလေဆိပ်သို့ထွက်ခွာမီတက်ကိုကိုခေါ်တမီဆိုးကိုစစ်ကောင်စီတပ်ကရန်ကုန်လေဆိပ်မှဖမ်းဆီးခဲ့ကြောင်းတမီဆိုးကိုပြည်ဦးလွေမြို့မှာဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီဖြင့်အမှုဖွင့်တိုင်ကြားထားကြောင်း ။ထို့အပြင်နိုင်ငံကောင်ဆောင်တွေနဲ့တမတော်ဂုံတိတ်ခါကြဆင်းစီရန်ပြောဆိုထားသောလူမှုကွန်ရက်ပေါ်မှဗီဒီယိုဖိုင်များကိုလည်းတက်ဆိုင်ရာသို့ပေးပို့၍အီတင်ကိုကဆက်လက်တိုင်ကြားထားတာကြောင့်အမှုများထပ်မံတိုးလာနိုင်ကြောင်းတမီးဆိုးရဲ့မိတ်ဆွေဖြစ်သူကပြောပြထားပါတယ်။ဖန်းနာကတော့ရန်ကုန်လေစိတ်မှာဖမ်းမိတာပါ။ရဲဘက်ကတော့ပြင်ဦးလင်မှာအမှုဖွင့်ထားလို့ပြင်ဦးလင်ကိုလွှဲမယ်လို့ပြောတယ်။နောက်ထပ်တိုင်ထားတာတွေလည်းရှိတော့အမှုတွေထပ်တိုးနိုင်တယ်လို့လည်းရဲကပြောတယ်။ အခုတော့မင်္ဂလာတုံးရဲစခန်းမှာပဲရှိသေးတယ်။ဒီနေ့သူမဟုတ်မနှက်ပြန်လောက်တော့ပြင်ဦးလွင်ကိုလွှဲလိုက်မယ်။လောလောဆယ်တော့ထမင်းဟင်းပို့လို့ရတယ်။မိသားစုတွေနဲ့လည်းတွေ့ခွင့်ရှိပါတယ်။အဆက်အသွယ်လည်းရတယ်ဟုဆိုကသမီးဆိုရဲ့မိတ်ဆွေဖြစ်သူကရှင်းပြထားတာပဲဖြစ်ပါတယ်။သမီးဆိုကတော့ online လူမှုကွန်ရက်စာမျက်နှာပေါ်မှာအီတင်ကိုနဲ့ပြဿနာအကြီးကျယ်ဖြစ်ပွားခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံသို့လာရောက်လဲပတ်ပြီးပြန်လည်ထွက်ခွာစဉ်ရန်ကုန်လေးစိတ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့တမီးဆိုးကိုဆက်သွယ်ရေးဥပဒေပုံမှ66ကာဂျီနဲ့တရားစွဲဆိုထားပြီးနောက်ထပ်ပြစ်မှုတွေလည်းတိုးလာနိုင်သေးတာကြောင့်ထောင်နဲ့ဘယ်နှစ်နှစ်ကြာမလဲဆိုတာကိုတော့ဆက်လက်အဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။တစ်ခါရဲ့မေဘကြီးကိုလည်းပြောလိုက်မယ်။တစ်ခါရဲ့ပြောလိုက်မယ်။ငါ့ကိုထပ်ပြီးတော့ဆက်ပြောမယ်ဆိုရင် နေ့ရက်အကြောင်းလေးငါလိုက်နဲ့ဖတ်ဖို့မယ်။ဒီတပ်ပြရှင်လုံးလိုက်။နေ့တစ်ခေါက်ငါခေါ်ပဲ။နေ့ခေါက်ငါခေါ်ပဲ။ နင်ဘသူနဲ့ဘယ်ချင်းနဲ့ဘလောက်လိုက်ခဲ့တယ်နင်ဘသူစီကနေဒီမြေခွက်ကိုရှားခဲ့တယ်နင်ဘလို့ရင်ဖာလာတယ်ဆိုတာငါကုန်ဖောင်းမယ်ဒီတတိရှိလောက်လိုက်ငါစိတ်မခေါ်နဲ့နော်မေမကြီးငါခုညွန့်တလောက်ပဲပြောသွားတာတလောက်ပဲပြောသွားတာငါ့ကိုလာကြီးဘောမလို့မပြောနဲ့တတ်ပုံမှာနေငါလေဘောတော့ငါမမဟုတ်ရှင်းတယ်နော်ငါ့ကိုဘောမလို့စကားလာမပြောနဲ့ငါ့ကိုနေနဲ့ငါနဲ့ပါစင်နယ်ချင်းဖြစ်တဲ့ကိစ္စမှာငါ့ကိုနိုင်ငံရေးအစိမ်းတွေအနီးတွေကာလာတွေလာမစိုးနဲ့ငါမကြိုက်ဘူး 不在乎，他哭哭找罗些，怎么俺呀俺的爹爹要露，啊，俺呀俺看我也逃避了，哭到那娘打呀的，他俩娘妈必要他来当人一逼娃子了，啊，阿娃子了，哪来也有娃子了？娃我，少报的老钱，赖些要米了，拽掉，拽掉，追阿掉你搞嘛？啥么什不修？阿没得没收谓了，把阿没得没了，阿没得米收罗钱，你看我人不偷点水？ အမေမခွမချင်းနေမှာနေလေအမေကိုချစ်တယ်ဆိုရင်ငါတာစားရမရှိတော့ဆုတ်လိုက်ထရောင်းပြီးတော့ငါစားရမရှိတော့လိုက်ရောင်းတာမဟုတ်ဘူးငါငါငါအပြင်းပြထတာရောင်းတာအိတ်ချင်မှုတို့နဲ့တရင်တို့ငါဘသူရဲ့ပတ်ဆောင်မှာအယူပြီးရောင်းတာမဟုတ်ဘူးငါကလာမပြောနဲ့ဈေးရောင်းစားတယ်ဆိုတာဈေးရောင်းစားတယ်ဆိုတာငါဝါသနာရရောင်းနေတာငါမရောင်းလည်းဘာမှမဖြစ်ဘူးနေရလိုက်မရောင်းရလို့နေရငတ်မှာနေရနေရပိုင်မှာအောက်လိုက်ရမှာညဘက်អော်လာလိုက်ရမယ်កောင်မှာ ငါ့ကိုလာပြီးတော့ပြောအောင်ကိုစောက်ချောင်းကိုသိလေငါ့ကိုနင်းပြောစရာဘာလဲငါနဲ့လို့ဖာခံခဲ့လို့လားငါအော်ဒါလိုက်ခဲ့တဲ့ကောင်မမို့လို့လားပြောပါဦးဟမ်ငါကဘယ်ကောင်ကြီးကနေငါမြေခွက်ရခဲ့တဲ့ကောင်မမို့လို့လဲဒီငါ့ကိုပြောကြတယ်လို့စိတ်နဲ့သုတ်တခိုးမမဲတခိုးမလို့ပြောငါ့ကိုမဲတခိုးမခေါ်နေနင်ကကင်းကောင်မခေါ်စီလာမဒါပဲချစ်တဲ့အားလုံး